ထိုင်းရောက်မြန်မာတွေအနေနဲ့ရက်90အာ90ရက်တာအတွင်းပေါ့လေဝစ်စားစင်ရင်မှုအထူးသတိပြုဖို့အတွက်သတိပေးချက်ကိုဆက်ပြီးတော့ပြောပြပါမယ်။ထိုင်းပြည်မင်းမြတ်ကြီးရဲ့အာမေတော်ကြီးဖြစ်သူမိဖုရားကြီးတိရိခက်ဟာအသက်93နှစ်အရွယ်မှာအော်တိုဘာလ24ရက်နေ့ညပိုင်းကနှက်ရွာဆန်ကံတော်ကုန်ခဲ့ပြီဖြစ်ကြောင်းတော်ဝင်အိမ်တော်ယုံကနေထုတ်ပြန်ကြေညာထားတာရှိပါတယ်။ဆိုတော့ဒီအဖြစ်ပြက်ကြောင့်အာထိုင်းအစိုးရအဖွဲ့တွေဟာ ဝန်ထဲချင်းအထိမ့်မဲ့အစီအစဉ်ကိုကျင်းပပါတယ်အစိုးရရုံးတွေမှာရက်30တိတိနိုင်ငံတော်အလံကိုတဝက် short ချပြီးတော့လွှင့်တင်ရမှာ ဖြစ်ပါတယ်အစိုးရဝန်ထမ်းတွေနဲ့အရာရှိတွေကတော့တနစ်တာပတ်လုံးပေါ့လေဝန်ထဲချင်းအထိမ့်မဲ့ဝတ်စုံအနက်ကိုဝတ်ဆင်ကြရမှာဖြစ်ပါတယ်ဒီမှာအထူးအရေးကြီးတာကတော့ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလုပ်သားတွေဒီမှာလာနေနေတဲ့သူတွေထိုင်းမှာလာနေတဲ့သူတွေလိုက်နာဖို့အချက်တွေပဲဖြစ်ပါတယ်ထိုင်းအစိုးရ ကပြည်သူအားလုံးကိုဒီနေ့ကစပြီးတော့ ရက်60အတွင်းပေါ့လေအနက်ရောင်ဒါမှမဟုတ်အရောင်ဖြော့တွေပဲဝတ်ဆင်ဖို့ကိုမြစ်တာရက်ခံထားပါတယ်။ဒါအပြင်ဖြော်ပြင်းနေရာတွေဖြစ်တဲ့ကာရာအိုကေဆိုင်အရက်ဘီယာဆိုင်နဲ့ဒီပွဲလမ်းသဘင်စတဲ့ဖြော်ပြင်းလုပ်ငန်းတွေကိုလည်းရက်30အတွင်းအခြေအနေအရာပေါ့လေရက်ဆိုင်ဖို့ဒါမှမဟုတ်ရင်တော့မှ short ချကြဖို့မြစ်တာရက်ခံထားပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာနေထိုင်ပြီးတော့အလုပ်လုပ်ကြနေကြတဲ့ဒီမြန်မာပြည်သူတွေအနေနဲ့ရွှေ့ပြောင်းမြန်မာအလုပ် မားတွေအနေနဲ့ပေါ့လေရက်60တီတီဝစားစင်ရင်မှုကိုအထူးဂရုပြုပြီးတော့အာဒေတာရဲ့ဒလေထုံတန်းနဲ့နောက်ပြီးတော့အစိုးရရဲ့မြစ်တာရက်ခံချက်တွေကိုလိုက်နာကြဖို့တတိပေးလိုက်ရပါတယ်